အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စင်ရဲသားရဲ့အရာရှိတမီးလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါမနီရှောင်းဆိုတဲ့မိန်ကလေးတယောက်ကတော့တောင်သူလေသမားတအိုးရဲ့တမီးကလေးပဲဖြစ်ပါတယ်သူမကတော့သူမနေတိုင်းရဲ့ရွာလေးမှာရှိတဲ့အစွေအကြောင်းမှာပညာအသင်ရှင်နေသူလေးပါမနီရှာရဲ့ဖခင်ဖြစ်သူကတော့လေယာလုံကန်းလောက်ကိုင်းသူတောင်းသူလေသမားတူပါ သူ့မှာလေယာမြင်အနေငယ်တာပိုင်ဆိုင်ပြီးအဲ့ဒီနေရာမှာလေယာစိုက်ပျော်ရေးလုံခြုံလောက်ကင်ပြီးနောက်မှာတော့ရွာမှာရှိတဲ့အထေကြီးတအိုးထံမှာသူ့ရဲ့တိနှံ့တွေကိုပြန်လည်ရောင်းချပါတယ်အသက်17နှစ်အရွယ်မနီရှာကတော့သူ့ရဲ့မိဘတွေကိုကူညီလောက်ကင်ပေးကြပါတယ်၃ရောက်သောအတူတကွစူးစမ်းလောက်ကင်နေတဲ့အတွက်သူရဲ့လေယာမြင်လေးကအဆင်ပြေနေခဲ့ရပေါ့ရမ်ကီရှန်ရဲ့လေယာမြင်ကတော်လေးအထွက်တိုးတယ်သူ့ရဲ့လေယာမြင်ကိုတောင်ငါရသွားရင်တော့ငါပို့ပြီးတော့အမျက်တွေတိုးပွားလာလိမ့်မယ် ဒီနောက်တထဲကြီးကလည်းရာမကီရှန်ရဲ့လယာမြေကိုလှည့်စားပြီးအပိုင်တင်လိုက်ပါတော့တယ်။နောက်နေ့ရာမကီရှန်တို့မိသားစုဝင်တွေအကုန်လုံးလယ်ထဲမှာအလုပ်လုပ်ဖို့တွားနေခဲ့တဲ့အချိန်တထဲကြီးရဲ့အလုပ်သမားတွေကသူတို့ကိုလယ်ထဲဝင်ခွင့်မပြုတော့ပါဘူး။နေပါဦး။ဘယ်ထဲကိုဝင်လာနေရလဲ။အော်ကျွန်တော်လည်းတော့မလို့လေလေယာဆိုင်ပြွေးလုံကန်လည်းလှောက်ရအောင်မယ်မြေတွေတူးဆွရမယ်မင်းအခုအချိန်ထိမသိသေးဘူးလားဒီလေယာမြေတစ်ခုလုံးကိုငါရရဲ့တထဲကြီးပိုင်သွားပြီးမင်းကိုယ်တိုင်သူ့ကိုလွှဲပြောင်းပေးအပ်ခဲ့တာလေမဟုတ်တော့ကျွန်တော်အဲ့လိုမလုပ်ခဲ့ပါဘူး ဘာပဲဖြစ်ဖြစ်မင်းအခုဒီကိုတော့လို့မရတော့ဘူးဒါကငါရဲ့တထေးကိုယ်တိုင်ကအမိတ်ထုတ်ပြန်ထားတာပဲဒီနောက်ရမ်ကီရှန်ကလည်းတထေးကြီးသူ့အပေါ်ရှုံမလိုက်ပြီးဆိုတော့ကိုသဘောပေါက်သွားခဲ့ပါတော့တယ်ဒီပုံစံအတိုင်းပဲရွာမှာရှိတဲ့တခြားရိုးသားဖြောင်းမတ်တဲ့သူတွေရဲ့လက်ရမြေတွေကိုလည်းတထေးကြီးကတင်ပိုက်တပါသေးတယ်ရွာသူရွာသားတွေအားလုံးကတော့တရားစွဲဆိုဖို့အတွက်သူ့ကိုအကြံဉာဏ်ပေးခဲ့ကြပါတယ်ဒါကြောင့်ရမ်ကီရှန်ကလည်းရဲစခန်းသွားပြီးအမှုဖွင့်တိုင်ကြားခဲ့ပါတော့တယ် ရဲအရာရှိကြီးရဲ့တထဲကြီးကကျွန်တော်ရဲ့လေယာမြေကိုလှည့်စားရယူခဲ့တယ်။ကျွန်တော်ရဲ့လေယာမြေကိုကျွန်တော်ပြန်လိုချင်လို့ပါ။ကျွန်တော်ရဲ့မိသားစုဝင်တွေကဒီလေယာမြေကရတဲ့ပတ်စံလေးနဲ့ပဲစားသောက်နေထိုင်နေကြရတာလေ။တထဲကြီးကအရန်ရှုံမှာပါတဲ့ရဲတွေနဲ့ပေါင်းပြီးတန်းစီထားခဲ့ပါတယ်။သူကပထမတွေကရဲစခန်းကအရာရှိတွေကိုပတ်စံကျွေးထားတဲ့အတွက်ရဲအရာရှိတွေကအမှုမဖွင့်ပေးခဲ့ကြပါဘူး။မင်းကိုယ်တိုင်စာချုပ်မှာလက်မှတ်ထိုးထားတဲ့အတွက်ဘာမှဆက်လုပ်လို့မရတော့ဘူး။အရာရှိကြီးကရမ်ရှာန်ပြောတဲ့စကားကိုတော့မှနားမထောင်ဘဲနဲ့မောင်းထုတ်ပြလိုက်ပါရဲ့ တို့အားလုံးအတူတူရဲစခန်းကိုသွားခဲ့ကြတာပါရဲအရာရှိတွေရဲ့ပုံစံကိုတွေ့ကြရတဲ့အခါမှာတမီးလေးမနီရှာကဒေါသတွေတအားထွက်နေခဲ့ပေါ့သုံးယောက်သားအင်ကိုအတူတူပြန်လာခဲ့လိုက်ကြပါတော့တမီးလေးရဲ့အဖေရဲ့လက်ရမြေတစ်ခုလုံးအဖေတို့ဘလို့ပြန်ရှူရှာမလဲလုံးဝနားမလဲတော့ဘူးအသေးကြီးကတော်တော်လေးကိုရက်ဆက်လုံးနဲ့သူ့ကိုဘယ်သူမှရှင်ပြိုင်တိုက်ခိုက်နိုင်တာလည်းမဟုတ်ဘူးရတယ်လေအဖေရဲ့အသေးကြီးကတမီးတို့ကိုလိန်ညာလှည့်စားပြီးရအောင်ယူခဲ့တယ်မလားတမီးတို့လက်ရမြေကို ။တမိတို့လည်းသူ့စီကလည်းရမြေကိုရောက်ပြန်ရှူပြမယ်။တမိပညာရင်အများကြီးရောက်အောင်တင်ရှူမယ်။ရဲအရာရှိတယောက်ဖြစ်သွားတဲ့အခါကျရင်တော့စင်ရသားတွေကိုလည်းအကူအညီပေးမယ်။အေးပါတမိလေးရဲ့နင်းသေးချာစူးစားတင်ရှူနော်။ဒီနောက်လင်မယားနှစ်ယောက်လုံးကလည်းကိုပိုင်လေယာမြေမရှိရတဲ့အခါမှာတော့တခြားသူတွေရဲ့လေယာမြေထဲမှာအလုတော်လောက်ကင်ခဲ့ကြရပါတယ်။မနီရှာကလည်းစိတ်ပါလက်ပါနဲ့စူးစားတင်ရှုခဲ့ပါတယ်။အရင်တည်းကစပြီးမနီရှာတယောက်နင်းနေညစူးစားရုံးကန်ခဲ့ပါတယ်။သမီးလေးရဲ့စူးစားအားထုတ်မှုကိုတွေ့ခဲ့ရတဲ့အခါမှာမိဘတွေကလည်းဝမ်းသာပျော်ရွှင်နေခဲ့ကြပါတယ်။ ဒါကြောင့်တမီးလေးကိုစာလုံးခိုင်းကြကားလွယ်လို့တခြားဘာအလုံးမမခိုင်းကြတော့ပါဘူး။ဒါတော့မှမနီရှာကအောင်းကပြန်လာပြီးဆိုတာနဲ့မိဘတွေကိုအကူအညီပေးဖို့အတွက်လဲတဲ့သွားလေးရှိပါသေးတယ်။တမီးလေးရဲ့နေအိမ်ပြန်ပြီးစာပဲလုံးနေစမ်းပါ။ဒီမှာအလုံးဝိုင်းကူလုံးစီရမလို့ဘူး။မေမေရတယ်။တမီးအလုံးတွေကိုဝိုင်းဝန်းကူညီလုပ်ကင်ပေးခြင်းလို့ပါ။တမီးသာဝိုင်းပြီးတော့လုပ်ပေးမယ်ဆိုလို့ရှင်တော့အလုံးပို့ပြီးလိုက်မယ်လေ။ဒီပတ်စံတွေကတမီးရဲ့ပညာရေးအတွက်လည်းအသုံးပြုရအောင်မယ်မဟုတ်လား။ ကဲမိမရေငါတို့တမီလေးကအခုဆိုလို့ရှင်တော့အရန်ကိုတော်ပြီးတော့တေးကြနေပြီသူလောက်ချင်တော့ကိုလောက်ခွင့်ပေးလိုက်ပါကျန်သားကတော့သူ့တမီလေးအတွက်ဂုံရှူနေခဲ့ပါတယ်အေးပါငါရဲ့တမီလေးအရန်တော်တယ်လယ်ထဲမှာမိဘရိရဲ့အလုပ်ကိုကိုညီလောက်ကင်ပေးပြီးတဲ့နောက်မှာသူမအိမ်ကိုပြန်သွားပြီးစားလုပ်ပါတယ်မနီရှာကစားလုပ်နေပြီဆိုရင်အရာအလုံးကိုမေ့သွားပြီးစားတောက်ဖို့တော့မေ့နေကြပါတယ်တမီလေးရေထမင်းလေးပါလေထစားပါအောင်ကွယ်ဘယ်ချိန်ထိစားပဲလုပ်နေမှာလဲထမင်းစားတောက်ဖို့ကလည်းအရေးကြီးတယ်တစ်ခေါက်မှာတော့ရွာမှာမိုးခေါင်ရေရှား ကဆိုင်လာခဲ့ပါတယ်အခုလိုမျိုးမိုးမရွာတော့တဲ့အခါမှာတော့တောင်သူတွေအကုန်လုံးဒုက္ခရောက်ကုန်ကြတာပေါ့စံသားရေဒီတစ်ခေါက်တော့လေယာမြေတွေ၆သွဲ့နေတော့မယ်နဲ့ထင်တယ်ဟုတ်ပါတယ်ရှင်ဒါဆိုကျမတို့ဘလို့နေထိုင်ကြမလဲရှင်ကျမတို့ရှေ့ဆက်ပြီးဘလို့လောက်ကြတော့မလဲကျမတို့ကအခုလိုမျိုးနေထိုင်စားတောင်းနေကြတာမဟုတ်လားမဏိရှာရဲ့ပညာရေးနဲ့သူ့ရဲ့အနာဂတ်အတွက်ကလည်းရှိသေးတယ်ဒါနဲ့အဖေနဲ့မေတမီးတို့မျိုးပေါ်မှာသွားနေကြရင်ရောဘလို့လဲအဲ့ဒီမှာအလောက်တစ်ခုမဟုတ်တစ်ခုတော့ရသွားလိမ့်မယ်မဟုတ်လား ။သမီးလေးအခုလိုအားလုံးခက်ခဲဒုက္ခရောက်နေတဲ့အချိန်မှာရွာကိုထားသွားတာကမဟုတ်သေးပါဘူး။ရွာတကြီးကိုတိုင်ကလည်းအမေတို့ကိုအကူအညီမပေးနိုင်ဘူးဖြစ်နေတယ်။ဒီတိုင်းဆိုလို့ရှိရင်တော့ကျမတို့အကျွေးနွန်တဲ့နှစ်သွားလိမ့်မယ်။သမီးလေးပြောတဲ့စကားအမှန်နဲ့ကျမတို့မျိုးပေါ်ကိုတက်ပြီးအလောက်ကင်ကောင်းကောင်းရှာတဲ့နဲ့ငါတို့မျိုးပေါ်တက်ပြီးတော့ဘယ်မှာသွားနေကြမှာလဲ။ငါတို့ဟိုမှာတောင်းနေဖို့အတွက်အသီးမိတ်ဆွေရှိတာလည်းမဟုတ်ဘူးလေ။ကျမရဲ့အမျိုးတွေကတော့မြို့မှာရှိကြတယ်။အထီးကိုအရင်ဆုံးသွားပြီးတော့ဘာဆက်လောက်ရင်ကောင်းမလဲစဉ်းစားကြတာပေါ့ရှင်။ ဒီလိုနဲ့မနီရှားတို့မိသားစုဝင်တွေကလည်းပစ္စည်းတွေထုတ်ပို့ပြီးမြို့ပေါ်ကိုတက်လာခဲ့ကြပါတယ်မြို့ပေါ်ဝင်ရောက်သွားခဲ့တဲ့အခါမှာတော့အမျိုးအိမ်ကိုသူတို့သွားခဲ့ကြပါတယ်လက်မန်ငါတို့မြို့ပေါ်ကိုအလုပ်တစ်ခုရှာဖို့အတွက်တက်လာခဲ့ကြတာရွာမှာအရန်၆တွေ့နေတာဆိုတော့ဘာအလုံးမှလုံးလို့မရဘူးကောင်းပြီကျွန်တော်လည်းဒီမှာတထေးတယောက်ရဲ့အိမ်မှာအလုပ်လုပ်နေရသူ့အိမ်မှာပဲအလုပ်ရှိမလားဆိုပြီးတော့စကားပြောကြည့်ပေးမယ်အဲ့ဒီအတော်အတွင်းကျွန်တော်ရဲ့အိမ်မှာအေးစိတ်နေလို့ရတယ်လက်မန်ကလည်းသူ့ရဲ့တထေးနဲ့စကားပြောပြီးနောက်မှာတော့ကျန်သားတို့လေးမယားနှစ်ယောက်လုံးကိုအလုပ်သွင်းပေးလိုက်ပါတယ် ကျန်သားကတော့အိမ်မှာတန့်ရှင်ရင်လုပ်နေခဲ့ပြီးရမ်ဂျရန်ကတော့မာလီလုပ်ပါတယ်။သမီးနဲ့မနီရှားကိုလည်းကြောင်းတကြောင်းမှထားပေးခဲ့ပါတယ်။မျိုးပေါ်ကိုရောက်ရှိလာခဲ့တဲ့အခါမှာမနီရှားတယောက်အရန်ကိုဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။အမေမျိုးပေါ်ကိုရောက်လာပြီးဆိုတော့သမီးကောင်းကောင်းပို့ပြီးတော့စာကြိုးစားလို့ရပြီတိလား။ဒီမှာသင်ကြားပေးရဲ့ပညာရေးစနစ်ကလုံးဝကိုကွာခြားတယ်မမေရဲ့။အေးပါသမီးလေးရဲ့စာကိုကြိုးစားလေ့လာသင်ရှုံးတော့သမီးရဲ့အိမ်မက်တွေအကုန်လုံးကလည်းပြေဝပါစေကွယ်။ မနီရှာကစိတ်ပါလက်ပါနဲ့စူးစမ်းသင်ရှုနေခဲ့ပြီးသူရဲ့ចောင်းတင်ငန်းစာတွေပြီးဆောင်သွားပါတယ်။နောက်တော့မနီရှာတက်ကလို့တက်ရမယ့်အရွယ်ကိုရောက်ရှိလာခဲ့ပါပြီ။မနီရှာအယောင်တော်ပါတယ်။သူမမျိုးပေါ်ကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့အရာရှိတယောက်ဖြစ်ဖို့အတွက်ဘလို့စူးစမ်းရမလဲဆိုတာကိုလည်းလေ့လာခဲ့ပါတယ်။သူမတစ်ဆင့်ချင်းစီစူးစမ်းသွားလိုက်ကြနောက်ဆုံးမှာတော့အရာရှိဖြစ်ဖို့အတွက်တိတ်မဝေးတော့ပါဘူး။သူမဆောင်ပွဲမဖြစ်ခင်အတွင်းမှာလည်းစာကြည့်လိုက်ကိုသွားပြီးအမြင်ရစာတွေကိုလောက်ပါတယ်။တိတ်မကြခင်မှာဆောင်ပွဲဖြစ်ဖို့အတွက်နီးကပ်လာပါပြီ။ တမီးလေးမတော်ခင်မဟုတ်ချိုစားသွားနော်အခုလိုစားသွားရင်တော့ကောင်းတဲ့အရာတွေဖြစ်လာလိမ့်မယ်ကောင်းကောင်းဆောင်ပွဲဖြစ်ခဲတော့ကြာလာဘာမှလည်းအရန်ကြီးလက်မနေနဲ့မနီရှာကလည်းကတော့ပြီးနောက်မှာတော့ဆောင်ပွဲသွားဖြစ်ခဲ့ပါရင်စာမေပွဲပြီးဆောင်သွားခဲ့တဲ့အခါမှာမနီရှာအိမ်ကိုပြန်လာခဲ့ပါရင်တမီးလေးဆောင်ပွဲဖြစ်ခဲ့တာအဆင်ပြေရဲ့လားပြေပါရဲ့အမေရဲ့တမီးဆောင်ပွဲဖြစ်ခဲ့တာအဆင်ပြေတယ်တော်လိုက်တာတမီးလေးရဲ့နောက်ထပ်ရနေခဲ့ကြသွားခဲ့တဲ့အခါမှာအောင်စည်းရင်ထွက်လာခဲ့ပါရင် အဖေနဲ့အမေတမီးအရာရှိဆောင်ပွဲအောင်မြင်သွားခဲ့ပြီးမိဘတွေကလည်းတမီးလေးရဲ့အောင်မြင်မှုအတွက်ဝမ်းသာဂုဏ်ယူမဆုံးဖြစ်နေခဲ့ကြပါတော့တယ်။အမေကျမစေစစ်တဲ့ဆောင်မီပွဲနဲ့တခြားစစ်စေးချက်တွေအကုန်လုံးအောင်မြင်သွားရင်တော့ပြီးပြီ။ဒါပေါ့တမီးလေးအရာအားလုံးအောင်မြင်သွားလိမ့်မယ်ဟုတ်ပြီလား။အမေတို့ရဲ့ဆုတောင်းမြတ်တာတွေကငါတမီးလေးနဲ့အတူတူအမြဲတမ်းရှိနေပါတယ်ကွယ်။ဒီလိုနဲ့မနီရှာကစေစစ်ချက်နဲ့အင်တာဗျူးမှလည်းအောင်မြင်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမတပိုးအောင်ဖြစ်ချင်နေခဲ့တဲ့ရဲအရာရှိတယောက်ဖြစ်လာခဲ့ပါပြီ။ ။သူမကယူနီဖောင်းဝတ်ပြီးနောက်မှာတော့အိမ်ကိုပြန်ရောက်လာပါတယ်။သူတို့သမီးလေးရဲ့ပုံစံကိုတွေ့ကြရတဲ့အခါမှာမိဘတွေလည်းအရန်ကိုဝမ်းသာပျော်ရွှင်သွားခဲ့ကြပါတယ်။မိဘတွေကအခုဆိုရင်တော့အသက်ရွယ်ကြီးနေခဲ့ကြပါပြီ။အဖေနဲ့အမေအခုဘာအလုံးမချက်ပြီးတော့မလုပ်တော့နဲ့။သမီးတို့ရွာကိုပြန်ပြီးတော့သမီးတို့ပိုင်တဲ့လယ်ယာမြေတွေကိုတထဲကြီးလက်ထဲကပြန်ယူကြမယ်။သမီးတို့အလုပ်သမားတွေချပြီးတော့အဲ့ဒီလယ်ယာမြေကနေပတ်စံရှာမယ်။သမီးကမြို့မှာတာဝန်တွေအားလုံးကိုထမ်းဆောင်မယ်။အဖေနဲ့အမေကတော့ရွာကအလုပ်တွေကိုကြည့်ပေးဖို့ဒီလိုနဲ့နှစ်ယောက်သားရွာကိုပြန်လာခဲ့ကြပါတယ်။ သူတို့ရွာကိုပြန်လာတဲ့အခါမှာတီးခဲ့ရတာကတထေကြီးကသူတို့ရဲ့အိမ်နေရာကိုလည်းတင်ပိုက်ပြီးအဲ့ဒီနေရာမှာအိမ်ဆောက်လုပ်နေခဲ့ပါတယ်။ဒါကြောင့်ဖခင်ဖြစ်သူကလည်းသူ့သမီးလေးကိုဖုန်းဆက်ပြောလိုက်ပါတယ်။ဟုတ်ကဲ့ပါအဖေ။အဲ့ဒီမှာပဲစောင့်နေသမီးလာခဲ့မယ်နော်။ရမ်ဂျရန်ကတော့အိမ်နီးချင်းအိမ်မှာပဲနေထိုင်နေခဲ့ရပါတယ်။နောက်နေ့ချက်ချင်းမလေးရှားရွာကိုရောက်ရှိလာခဲ့ပြီးတထေကြီးရဲ့အိမ်ကိုသွားလိုက်ပါတော့တယ်။ရဲရရှိတအူရောက်ရှိလာတာကိုတွေ့ကြရတဲ့အခါမှာလုံချုံရဲ့အဆောင်ကလည်းအံ့အားသင့်နေခဲ့ပါတယ်။ခမရဘယ်သူများလဲမသိဘူး။ ရှင်ရဲ့တထေးကိုအမြန်ဆုံးခေါ်လိုက်။ကျမစီမောသူ့ကိုဖမ်းဖို့အတွက်ဝရမ်းပါလာခဲ့တယ်။လုံချောင်ရဲ့အဆောင်ကလည်းတထေးကြီးကိုခေါ်ဆောင်လာခဲ့ပါရဲ့။နေရဘယ်သူလဲ။ဘလို့ဖြစ်တာလဲကျမကိုအဲ့လောက်အမြန်မေ့သွားပြီလား။ကျမကရမ်ကြရန်နဲ့ကျန်သားရရဲ့သမီးလေးမနီရှာပဲ။ကျမရရဲ့လက်ရမြေတစ်ခုလုံးကိုရှင်ကိုယ်တိုင်ပဲလှည့်စားသိမ်းပိုက်လိုက်ကြလေ။ကဲအခုတစ်ချင်ရှင်အဖမ်းခံရပြီးသားမှတ်လိုက်တော့ဒီနောက်မနီရှာကလည်းတထေးကြီးကိုဖမ်းဆီးသွားခဲ့ပါတော့တယ်။ငါ့ကိုလွှတ်ပေးစမ်းမ။နင်တို့ပိုင်ဆိုင်မှုတွေအကုန်လုံးငါပြန်ပေးမယ်။ ပေးရမှာပေါ့ပေးရမှာပေါ့ရှင်ကျမတို့စီကလူယူထားတဲ့အရာအလုံးပြန်ပေးရလိမ့်မယ်ကျမတို့ပစ္စည်းတွေတင်ဘယ်ကမလဲရွာမှာရှိတဲ့တခြားသူတွေအကောင်အလုံးရှိကနေယူထားတဲ့အရာတွေအကောင်လုံးကိုလည်းပြန်ပေးရမယ်မဟုတ်ရင်တော့လှည့်စားတဲ့အမှုနဲ့ရှင်ကိုတရားစွဲပြီးထောင်ချပြစ်မယ်တထဲကြီးကလည်းအုပ်ချီပြီးပြောလိုက်ပါတယ်ကောင်းပြီအားလုံးပိုင်ဆိုင်တဲ့အရာတွေအကောင်လုံးငါပြန်ပေးပါမယ်ငါ့ကိုဒီကနေပြီးတော့ထွက်သွားခွင့်ပေးပါဒါပေမဲ့မနီရှာကတော့တထဲကြီးပြောတဲ့စကားတခွန်ကမှနားမထောင်ဘဲနဲ့သူ့ကိုထောင်ချပြစ်လိုက်ပါတယ် ဒီနောက်တထဲကြီးမတရားသိမ်းပိုက်ထားတဲ့လယားမြေတွေအားလုံးကိုလည်းမတရားခံခဲ့ရတဲ့ရွာသူရွာသားတွေစီကိုမနီရှားကိုယ်တိုင်ပြန်လည်ပေးအပ်လိုက်ပါတယ်။တထဲကြီးကလည်းသူလုပ်ခဲ့တဲ့အမားတွေအဖြစ်တွေအကုန်လုံးအတွက်ပြစ်ဒဏ်ကိုခံစားနေခဲ့ရပါပြီ။မနီရှားကတော့ရိုသားစ조사တဲ့အရာရှိတယောက်ဖြစ်သွားခဲ့ပါတယ်။ရွာသူရွာသားတွေအကုန်လုံးကလည်းမနီရှားကိုစွန့်ရင်တော့လေးစားကြပါတယ်။သူမကိုရဲအရာရှိသမီးလေးဆိုပြီးတော့လည်းအားလုံးကအယံကိုချစ်နေခဲ့ကြပါတယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ဆင်းရဲတဲ့အမေဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။ ။ဇူနီသားဆိုတဲ့အမျိုးသမီးကတော့သူ့ရဲ့သမီးလေးပင်ကီနဲ့အတူတူကုန်းစင်ရောင်းပါတယ်။ဇူနီသားရဲ့ယောက်ျားကတော့လွန်ခဲ့တဲ့၄နှစ်လောက်ကြာကမတော်တဆမှုတစ်ခုမှကွဲလွန်သွားခဲ့ပါတယ်။ယခုမှအင်ကာသူတွေကတော့တာဖြစ်သူကွဲလွန်သွားတာနဲ့ချွေးမလေးကိုအိမ်ပေါ်ကမောင်းချခဲ့ကြပါတော့တယ်။မိဘအင်ကာသူတွေကလည်းမုတ်ဆိုးမသမီးတယောက်ကိုအိမ်မှာတာဝန်မယူပေးချင်ကြတော့ပါဘူး။အကိုနဲ့ရောင်မဘာဖြစ်လို့မျိုးပေါ်ကိုပြောင်းနေချာမလဲငါတို့ကဘာဖြစ်လို့မျိုးပေါ်ကိုမတော်ရမှာလဲရောင်မဘာတွေများရှိနေသေးလို့လဲငါတို့မှာတခြားသူတွေရဲ့တာဝန်ကလွယ်လို့ဘာမှရှိတာလည်းမဟုတ်ဘူး စနီတာချစ်စင်နားလည်းသွားခဲ့ပါတယ်သူယောက်မကသူ့ကိုပဲပြောချင်နေခဲ့တာပါတကယ်တော့သူ့ရဲ့အကုန်နဲ့ယောက်မနှစ်ယောက်စလုံးကသူနဲ့နီနီလေးမှနေထိုင်ကြပါတယ်ဆိုတဲ့ကတော့ဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်ထားပါတယ်ဒီဆိုင်ကအစင်လေးပြင်နေခဲ့ပါတယ်အကိုဖြစ်သူကအစင်ပြေတဲ့အတော့ဒုက္ခရောက်နေတဲ့ညီမလေးကိုတခါတရံအကူအညီပေးတတ်ပါတယ်အခုလိုမျိုးအကူအညီပေးနေတာကတော့မိမဖြစ်သူကာမီနီတစားကလေးမှသဘောမချခဲ့ပါဘူးကမင်းကြီးအခုလိုမျိုးအတင်းတိုက်တော်နေခဲ့တဲ့အခါမှာတော့တယောက်ကြဖြစ်သူလက်မတက်သားတဲ့အစုံမှာတော့မျိုးပေါ်ကိုပြောင်းကြတော့မှာပါ အော်ဆူနီတာရဲ့နေရောင်မကောနဲ့အထင်မလွဲပါနဲ့သူကအိမ်ကြောင်ပြောင်းချင်နေရလေအိမ်ကအခုဆိုရင်တော့အတော်လေးကိုဟောင်းနေပြီခလေးတွေရဲ့အနာဂတ်အတွက်လည်းငါတို့အနေနဲ့စဉ်းစားရအောင်မယ်မလားမြို့မှာသာသွားနေမယ်ဆိုရင်တော့စီးပွားရေးလည်းအဆင်ပြေမယ်ခလေးတွေကလည်းကောင်းကောင်းနေထိုင်နိုင်ကြလိမ့်မယ်ဒါနဲ့နင်စိတ်ပူမနေပါနဲ့ငါရွာကနေပြီးတော့ပဲထွက်သွားနေရနင်နဲ့ပင်ကီနှစ်ယောက်စလုံးကိုတော့ငါလှုပ်ထားမှာမဟုတ်ပါဘူးငါနင်တို့နဲ့တွေ့ဖို့အတွက်အမြဲတမ်းလာမယ်နော် ဆရေရှိစကားကိုကြားခဲ့ရတဲ့အခါမှာကာမီနီဒေါသတွေထွက်သွားခဲ့ပါတယ်။သူကလည်းစနီတာကိုနောက်တစ်ချိန်ပြန်လဲပြောဆိုလိုက်ပါတယ်။အေးဟုတ်ကြပါဟုတ်ကြပါအားလုံးအတွက်နင်တယောက်တည်းတာဝန်ယူထားလိုက်ကြလိမ့်။ပြောဆိုပြီးနောက်မှာတော့ကာမီနီထွက်ခွာသွားခဲ့ပါတယ်။စနီတာကလည်းမျက်ရည်တွေကိုတုပ်ပြီးနောက်မှာတော့သူ့အကိုကိုပြောခဲ့ပါတယ်။ရှားပါတယ်အကိုရဲ့မြမလေးတို့အတွက်စိုက်ပူစရာမလိုပါဘူးနော်။မြို့မှာကောင်းကောင်းနေပြီးတော့ရောင်မနဲ့ကလေးတွေကိုဂရုစိုက်ပေးလိုက်ပါ။အောင်မြင်အောင်ကြိုးစားကြဖို့။ကျမဖျားသခင်စီကနေပြီးတော့ဒါလေးကိုပဲတောင်းဆိုပါရရှင်။ စပရေးကတော့သူရဲ့ညမလေးစနီသားကိုအရင်အကူအညီပေးခြင်းခဲ့ပါတယ်။ဒါပေမဲ့သူကအိမ်မှာပြဿနာတွေတက်လာမှကိုလည်းမလိုချင်ပါဘူး။သူကသူ့ရဲ့မိမကာမီနီကိုအကြိမ်ပေါင်းများစွာရှင်းပြခဲ့ပါတယ်။သူကတော့ဘယ်တော့မှပြောင်းလဲမဲ့သူကြောက်လည်းမဟုတ်ပါဘူး။သူဒီကနေမတော်ခင်မှာပဲစနီသားရဲ့လက်ထဲမှာပတ်စံတချို့ထည့်ပေးလိုက်ပါတယ်။အကိုရဲ့ဒါရီကိုဘာဖြစ်လို့ပေးနေရတာလဲရပါတယ်မပေးပါနဲ့ရှင်။ ဆိုရဲကတော့သူရဲ့ညမလေးကိုတတော်နေဖို့အတွက်လည်းပြောလိုက်ပါတယ်ခဏနေတော့ကာမီနီကတစ်တာအဟောင်းတလုံးယူလာခဲ့ပါတယ်ယူလိုက်ပါယူလိုက်ပါဒါကနောက်ဆုံးတစ်ချိန်ပဲဒီနောက်တော့ဘာမှထက်ရဖို့အတွက်မျှော်လင့်မထားနဲ့ငါတို့မျိုးမသွားနေမှာဆိုတော့ကုံကြစရိုက်တွေကလည်းအရေးအောင်များမှာနေအိမ်ကနေဒီနေ့သွားတဲ့အခါကြလို့ရှင်တော့အမေထားခဲ့တဲ့တစ်တာအဟောင်းနဲ့ပစ္စည်းအဟောင်းအစုပ်တွေအကုန်လုံးယူသွားလိုက်အောင်အိမ်မှာဒါရီကိုဒီအတိုင်းထားခဲ့ရမှာလေငါဒါရီကိုမျိုးပေါ်ကိုတော့ယူသွားမှာမဟုတ်ဘူးဒါရီကိုနင်းပဲယူသွားလိုက်တော့နော် ကာမီနီကတစ်တာအဟောင်းနဲ့ပစ္စည်းတွေကိုမြေပေါ်ကို ပြစ်ချလိုက်ပါတယ်။ဒီလောက်ထိစော်ကားခံခဲ့ရပေမဲ့ဆွနီတာကတော့စိတ်မဆိုးခဲ့ပါဘူး။သူကသူ့မေရဲ့ဝက်စ်ထားရီကိုအရင်ဆုံးယူလိုက်ပါတယ်။ပြီးတော့ငိုနေရင်ပြောခဲ့ပါတယ်။ဒါပေါ်ရောင်မရဲ့ဒါရီကောင်လုံးကကျမတို့အတော့ဝင်ပါတယ်။ဒါရီကိုကျမနာမှာထထားလို့ရှိရင်တော့အမေအနားမှာရှိတယ်လို့ကိုခံစားရမှာ။ဆွနီတာရဲ့စကားကိုကြားခဲ့ရပြီးကာမီနီထွက်သွားပါတယ်။ဒီနောက်မှာတော့ဆွနီတာကလည်းသူ့ရဲ့အကိုပေးတဲ့ပတ်စံနဲ့သူ့မေရဲ့ပျက်စီးပေကိုယူပြီးအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်။ဒီအချိန်မှာသမီးလေးကလည်းအမေကိုပြောပါတယ်။ မမေဒါကအပွားထားသွားခဲ့တဲ့တစ်တာလားဒါကိုဖွင့်ကြည့်လို့ရလားဒီအထဲမှာဘာတွေရှိလဲဆိုတော့ကိုသမီးတွေးချင်တယ်သမီးအတွက်ကစားစရာအယုတ်တွေဘာတွေရချင်လဲရမှာပေါ့စနီတာကလည်းပြောင်းရနေခဲ့ပြီးနောက်မှာတော့သူ့သမီးလေးရဲ့ခေါင်းကိုပုတ်တက်ပေးနေခဲ့ပါတယ်နှစ်ယောက်သားကတစ်တာအဟောင်းလေးကိုဖွင့်ကြည့်ခဲ့ကြပါတယ်ဒီတစ်တာထဲမှာပစ္စည်းတွေအများကြီးရှိပါတယ်ဒါပေမဲ့ဖုံတွေကလည်းအများကြီးပါပဲစနီတာကပစ္စည်းတစ်ခုချင်းစီကိုအပြင်ကိုထုတ်ပြီးနောက်မှာတော့တုံနေခဲ့ပါတယ်ဒီနောက်သူ့အမေရဲ့ ဒါရီစာအုပ်လေးကိုသူမတွေ့တွားခဲ့ပါတယ်။ဒါကအမေရဲ့ဒါရီပဲ။ဒီထဲမှာအမေအများကြီးပဲရေးထားတယ်။အများကြီးရေးထားတယ်။ဘာရီရေးထားတာလဲအမေရဲ့အဖွားဘာရီကိုရေးခဲ့ရလဲဆိုတာကိုတမီးသိချင်တယ်။တမီးလေးရဲ့အဖိုးနဲ့အဖွားကအသက်ရှင်တော့ကဆိုရင်တော့ဆိုင်အကြီးကြီးဖွင့်ထားခဲ့ရလိ။အဲ့ဒီဆိုင်ကအတော်လေးအဆင်ပြေတယ်။အင်းအဲ့ဒါဆိုရင်ဦးလေးဖွင့်ထားတဲ့ဆိုင်လိုမျိုးလား။ဟုတ်တယ်ဟုတ်တယ်တမီးလေးရဲ့။ဒါနဲ့တမီးသိလား။တမီးရဲ့အဖွားကတတတော့ပါမို့လောက်တာအရန်တော်တယ်။အဲ့ဒီအချိန်တော့ကဆိုလို့ရှင်တော့ သူလောက်ရောင်းတဲ့ပမုတ်အသားညက်ကြောင်အားလုံးကလည်းသူ့ကိုသဘောကျကြတယ်လေအမေကအမေရဲ့ပမုတ်အသားညက်ကိုပုံစံမျိုးစုံနဲ့အမြဲတမ်းလုပ်ခဲ့ပြီးရင်တော့ဘလိုမျိုးလုပ်ထားရဲဆိုတဲ့အကြောင်းတွေကိုလည်းဒီစာအုပ်မှာအမြဲရေးထားတယ်ဒါဆိုရင်အမေကဘာဖြစ်လို့အဖွားစီကမတင်ရှုခဲ့ရတာလဲပင်ကြီးရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာတော့သူမလည်းဝမ်းနဲ့သွားခဲ့ပါတယ်တကယ်တော့စူနီတာတယောက်ငငယ်တော့ကထမင်းဟင်းချက်ပြောရတာကိုတစက်ခလေးမှသဘောမကျပါဘူး သူရဲ့အမေကအကူအညီပေးဖို့အတွက်ခေါ်တဲ့အခါတိုင်းမှာလည်းသူကအကြောင်းပြချက်တစ်ခုမဟုတ်တစ်ခုပေးပြီးထွက်ပြေးသွားကြပါတယ်။ဇူနီတာရဲ့အမေခေါ်နေရမကြားဘူးလား။ဘာလို့ဒီလောက်တောင်မှကြာနေရတာလဲ။လာခဲ့စမ်း။ဒီမှာအမေမဆလာဘလို့ထည့်ထားလဲဆိုတာကိုတစ်ချက်လာမြည်ကြည့်ပါဦး။အမေပေါမုတ်လောက်ရအောင်မယ်။မမေကလည်းတမီးအပြင်သွားပြီးတော့စောင့်ကြည့်ပါတယ်ဆိုနေမှာတမီးသွားတော့မယ်။ဒီမင်းကလေးကတော့လေတကယ်ပါပဲ။ငါကတော့မုတ်လုံးလေးတင်ပေးခြင်းလို့သူ့ကိုခေါ်တာကိုနည်းနည်းလေးမှမသိယူခြင်းဘူး။ သူ့ကိုငါဘလို့လောက်ရောက်ပါမလဲ။ကဲကဲကဲထားလိုက်တော့ထားလိုက်တော့ဘာမှလည်းမထိုးဘူး။ငါဒီစာအုပ်ထဲမှာအားလုံးကိုတတိစထရေးထားတာပဲ။တို့ကြီးလာတဲ့အခါကျရင်တော့သူ့ဟာသူတင်ယူသွားလိမ့်မယ်။ဘာဖြစ်တာလဲအမေရဲ့ဘာရီစဉ်းစားနေရလဲတခုခုပြောပါအောင်။အေးသမီးလေးရဲ့အမေကိုယ်တိုင်လုပ်မယ်နော်။သမီးစားချင်လားအမေကိုယ်တိုင်ပမုတ်အသားညက်လုပ်ပေးမယ်။ဒါနဲ့သမီးလေးအမေကိုအကူအညီပေးမယ်မလား။ဒါပေါ်အမေရဲ့သမီးကျင်းတဲ့အကူအညီပေးမှာပေါ့။ဇနီးသားကလည်းသူ့အမေရဲ့ဒိုင်ရီစာအုပ်ကိုဖွင့်ဖတ်ခဲ့ပါလေ။ သူ့ကိုပေးသွားတဲ့ပတ်စံနဲ့ပဲသူကတော့လိုအပ်တဲ့ကုန်ချမ်းပစ္စည်းတွေကိုဝယ်ခဲ့ပါတယ်။သူကစာအုပ်ထဲမှာကြည့်ပြီးတော့မုတ်တွေကိုပုံစံအတိအကျလုပ်လိုက်ပါတယ်။သူကဈေးကနေအစင်သေးပါတစ်ခုမှဝယ်ယူခဲ့ခြင်းမရှိပါဘူး။မဆလာရီအကုန်လုံးကိုလည်းအိမ်မှာနေလန်းကိုရိုင်းအချောက်ကျိတ်ပြီးတော့ထည့်ခဲ့ပါတယ်။ပမုတ်တွေကိုလည်းကိုရိုင်းလုပ်ခဲ့ပြီးဟင်းသီးဟင်းရွက်တွေကိုလည်းလက်ဆက်နေရာတွေကိုသာအသုံးပြုခဲ့ပါတယ်။ညနေခင်းမှာတော့သူကလှဲလေးနဲ့အသားညပါမုတ်ကိုစတင်ရောင်းချခဲ့ပါပြီ။ပင်ကီးကိုရိုင်းကလည်းသူ့ရဲ့အမေကိုကူညီပေးနေခဲ့ပါတယ်။ စနိတာနင်ကကုံစင်းရောက်နေကြတာမဟုတ်ဘူးလားရုတ်တရက်ကြီးအသားညက်ပါမုံရောင်းနေရဟုတ်လားဟုတ်ကဲ့ကျမဒီနေ့ကစပြီးတော့ဓာရောင်းကြောင်းမလို့ပါအမေလှုပ်ထားတဲ့ပုံစံအတိုင်းပဲကျမပါမုံကိုလှုပ်ထားတယ်နော်ဟုတ်လားနေအမေလှုပ်ထားတဲ့ပါမုံကတော့တကယ်တရွာလုံးမှနမဲအကျော်ကြားဆုံးပဲဒါဆိုရင်တော့အရသာဘလောက်ထိစင်တူလဲဆိုပြီးတော့စားကြည့်အောင်မယ်ဇူနီသားကလည်းချက်ချင်းပဲတပွဲထဲပေးလိုက်ပါတော့တယ်ဆရလာကမုံထွေကိုစားနေနေဘာတခွန်းမှမပြောခဲ့ပါဘူးစားတော့ပြီးသွားတဲ့အခါမှာတော့အတော်ရဲ့တခုခုပြောပါအောင်ကျမလှုပ်ထားတာအစဉ်ပြေးရဲ့လားအမေလှုပ်ထားတာနဲ့ရောတူရဲ့လား နေပေါင်းဟဲ့နေပေါင်းငါပြီးအောင်စားပြရစီယောကောင်းလိုက်ကြစားလို့အရန်ကောင်းနေငါဖြစ်စကားတော့မပြောနိုင်ဘူးစုနေသားရဲ့နေတကယ်ကြောတယ်တိလောင်းနေအမေလောက်ထားတဲ့လက်ရအတိုင်းကွက်ကြည့်ပဲနေလောက်ထားတဲ့မုတ်တွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာအရင်ကအရသာကိုပြန်လဲစားလိုက်ရတော့ငါအတော်လေးကျိန်းတ်သွားပြီနေဒီတော့ကိုအရင်ကြောင့်ခဲကလောက်လိုက်တယ်လည်းနေလည်းအဆင်ပြေသွားတာပေါ့နေရတော့ဘာမှလည်းမဟုတ်ပဲနဲ့ကုံစင်းရောက်နေတယ်ဒါဆိုရင်တော့နေအခုငါအကျွတ်လေးဘွဲလောက်ထုတ်ပိုးပေးလိုက်အောင်ခဏနေအောင်လေးဘွဲမထုတ်နဲ့တခါတည်း၆ဘွဲထုတ်ပေးလိုက်အင်္ဂါသူတွေအကုန်လုံးကိုလည်းကျွေးရမယ် နေ့ရက်ပေါင်းဖို့ကိုစားပြီးသွားရင်တော့အားလုံးဝမ်းသာပျော်ရွှင်သွားကြလိမ့်မယ်။အဲဒီစီအတော်ဆရလာကအခုလိုမျိုးခြေကျိုးနေတဲ့အတန်းကြောင့်သူမအရန်ဝမ်းသာပျော်ရွှင်သွားခဲ့ပါရည်။ဒီနောက်မှာတော့မဟုတ်ကိုချက်ချင်းပဲထုတ်ပေးလိုက်ပါရည်။အဖြစ်ဖြစ်နဲ့စနီတာရဲ့ဆိုင်မဝဲသူတွေရန်ကုန်များပြားလာခဲ့ပြီးနှစ်နာရီလောက်အတွင်းမှာပဲသူမရဲ့မဟုတ်တွေရောင်းကုန်သွားခဲ့ပါရည်။အမေဒါကတော်တော်လေးကိုအံ့ဩဖွယ်ပဲ။ တမီးတို့အရင်တုန်းကကုံစိန်ရောင်းတုန်းကဆိုရင်တော့တခါမှအခုလိုမျိုးကုံအောင်ထိမရောင်းရဘူးနော်အခုနှစ်နာရီအတွင်းမှာပဲမောက်တွေအားလုံးရှောင်းလို့ကုံသွားတယ်ဟုတ်တယ်တမီးလေးရဲ့ဒါရီအားလုံးကတမီးအဖွားရဲ့ကောင်းမှုကြောင့်ပဲဒါဆိုရင်တော့အမေတို့အိမ်ကိုပြန်ပြီးမနက်ဖြန်အတွက်စတင်ပြင်ဆင်ကြရအောင်လေဇူလီသားနဲ့ပင်ကီတို့နှစ်ယောက်သားမောက်တွေကိုပြန်လည်လှုပ်ခဲကြပါတယ်အဖြစ်ဖြစ်နဲ့တရွာလုံးကသူတို့ရဲ့ဖောက်တဲတွေဖြစ်ကုန်ကြပါပြီညနေခင်းဆိုတာနဲ့သူရဲ့ဆိုင်မှာဝဲသူတွေအများကြီးပဲလာရောက်စားတောက်တတ်ကြပါတယ်နိုင်အနေငယ်အတွင်းမှာပဲမောက်တွေအားလုံးရှောင်းကုန်သွားပါတယ် ဒီလိုနဲ့ပဲနှစ်အနေငယ်ကုံဆုံးသွားတဲ့နောက်မှာတော့ဆူနီတာလည်းဘာတခုမှစိုးရင်ကြောင်းကြစီရမလို့တော့ပါဘူးဆူနီတာအရင်တုန်းကလဲလေးနဲ့မုတ်တွေကိုရောင်းချခဲ့ပေမဲ့အခုဆိုရင်တော့ဆိုင်ကန်းလေးနဲ့ရောင်းချနိုင်သွားခဲ့ပါပြီအရင်တုန်းကသူရဲ့မိဘတွေကိုယ်တိုင်ကလည်းဒီလိုမျိုးပဲဆိုင်ကန်းလေးနဲ့ရောင်းချခဲ့ရပါ သူမဒီလောက်ထိဘဝမှာဖြစ်ဖြစ်ခဲ့ပေမဲ့စ조사ရုံးကန်ခဲ့ပါတယ်အချိန်တွေကြာလာတာနဲ့အမျှသူမရဲ့မောတွေကိုသူမပြောင်းလဲပြီးရောင်းချခဲ့တဲ့အခါမှာလည်းလူတွေကသဘောကျနှစ်တန်းနေကြတော့ပါပဲဒါနဲ့အတော့အတော့မောတွေကတကယ်အရန်ကိုအရသာရှိရဘလို့လောက်ထားလဲအရသာကပီဇာအရသာရနေရဲ့အေးဟုတ်တယ်ဒါလေးရဲ့အတော့က cheese ထည့်ထားတယ်ပြီးခဲ့တဲ့တစ်ခေါက်ကပီဇာစားချင်တယ်ဆိုဟာတကယ်ပြောနေရလားအတော်ရဲ့တကယ်အရင်စားကောင်းတယ်ကျွန်တော်ရဲ့တငယ်ချင်းတွေအကုန်လုံးကိုလည်းကျွန်တော်သွားပြောပြလိုက်မယ်သူတို့အားလုံးကလည်းအတော်ရဲ့မောက်တွေကိုစားပြီးဝမ်းသာပျော်ရွှင်သွားကြလိမ့်မယ် ဒီလိုနဲ့စနီသားကတော့နေရောညပါစ조사နေခဲ့ပါတယ်။သူမနာမည်အရန်ကြီးလာခဲ့တဲ့အခါမှာတော့မျိုးပေါ်ကသူတွေကလည်းသူမကိုအော်ဒါလာမှာခဲ့ကြပါတယ်။ကဲဒါဆိုရင်တော့ဒီလိုလို့နေဟင်းသေးဟင်းရွက်တွေအားလုံးရှုခဲ့ ဒီအတော်တွင်ငါပေါမုံနဲ့တခြားအလုပ်တွေကိုလှုပ်ထားလိုက်မယ်။အော်အမရဲ့ဘာရင်များစောင့်ပူပန်းနေရလဲကျွန်တော်တို့အားလုံးရှိတာပဲအတူတူလုပ်မှာပေါ့။အမကိုယ်တိုင်ကတော့အေးစိအနာယူလေအမကပိုင်ရှင်ပဲဥစ္စာကိုမဟုတ်တာအကိုရဲ့ကျွန်မကိုယ်တိုင်ပဲလုပ်မယ်။ကျွန်မအမေအမြဲတမ်းလုပ်ခဲ့တဲ့အရာသာအတိုင်းထွက်အောင်လို့ကျွန်မကိုယ်တိုင်လုပ်မှဖြစ်မှာ။အကိုကျွန်မကိုအကူအညီပေးနေတဲ့အတွက်ကျွန်မကျေးဇူးတင်ပါတယ်။ဆူနီတာကမြို့မှာရှိတဲ့ပါတီပွဲအကြီးကြီးအကြွမဟုတ်လုပ်ပေးနေခဲ့တာပါ။ဒီပါတီပွဲကိုဆူရေ့ချ်နဲ့ကာမီနီတို့လည်းရောက်နေခဲ့ကြပါတယ်။ ဆိုတဲ့ကသူရဲ့ညမလောက်ထားတဲ့မုတ်ကိုစားလိုက်တာနဲ့အရသာကိုချက်ချင်းမှတ်မိသွားခဲ့ပါရဲ့ရာကိတ်ရှေဒီမုတ်တွေကိုဘယ်သူလောက်ထားတာလဲကွာငါသူနဲ့အကိုချက်ချင်းတွေ့ချင်တယ်သူကတကယ်တော်လို့နမဲကြီးနေတာလေဒီအနီနာကယူအောင်မနေရ ငါလည်းအတော်လေးခက်ခက်ခက်ခဲနဲ့ order ရအောင်မှာထားရတာဒါဆိုရင်တော့ကျမတို့တာလီရဲ့မွေးနေ့ပွဲကြလို့ရှင်လဲသူ့ကိုတခါတည်း order မှာထားရမယ်ကဲလာလာလာကျမတို့အများဆုံးသွားကြည့်ကြတာပေါ့ဆိုရဲချစ်တငယ်ချင်းကလည်းသူတို့ကိုခေါ်သွားလိုက်ပါတယ်သူတီသားကကိုရိုင်းပဲမုတ်တွေကိုလုံနေခဲ့ပါတယ်သားကိုတွေ့လိုက်ရတဲ့ဆိုရဲချင်းရဲ့ကာမီနီတို့နှစ်ယောက်စလုံးကလည်းအံ့အားတင်းကုန်ကြတာပေါ့ဆိုနီတာငါ့ညီမလေးငါ့ညီမလေးအကိုလည်းအဲ့ဒါကြောင့်စဉ်းစားနေရအမေလောက်ခဲတဲ့မဟုတ်အတိုင်းပဲအရသာအရန်ကိုရှိလုံးလို့ဘယ်သူကများဒီမုတ်တွေကိုလုံနေရလဲပေါ့ ညီမလေးရဲ့အကိုအခွင့်တော့ပါအကိုကညီမလေးကိုရွာမှာတရားဟုတ်သေးပဲအားကိုရောင်မဲအောင်ချခဲ့မိရဲ့တကယ်ကိုအကိုအမအကြီးကြီးကိုမှားခဲ့မိရပဲညီမလေးအကိုကိုဘယ်တော့မှခွင့်မလို့ပါနဲ့ကွာအော်ကျမသာတယောက်တည်းဆိုလို့ရှင်တော့အမေစီကအကူအညီကိုဘယ်လိုရမလဲဒီမှာကြည့်အမေရဲ့ဓာတ်ရည်ရှိတယ်အမေကကျမကိုအမေရဲ့အကူအညီပေးခဲ့တာလीရောင်းမပေးလိုက်တဲ့အမေရဲ့တစ်တာအဟောင်းလေးတွေကနေပြီးတော့ဒီဓာတ်ရည်ကိုရခဲ့ရဒီဓာတ်ရည်မှာရေးထားတဲ့ လမ်းညွှန်ချက်တွေကိုအသုံးပြုပြီးတော့ကျွန်မဒီအလုပ်လေးကိုစတင်ခဲ့တာအောင်မြင်သွားခဲ့ရပါပဲကြည်လေဆိုတဲ့ချင်းနဲ့အတူတူကာမီနီကလည်းတော်လေးကိုရှာရွင်သွားခဲ့ပါတယ်။တစ်ဖက်မှာဆူနီတာကတော့ယုံကြည်ချက်တွေခိုင်မာပြင်းထန်နေခဲ့ပါတယ်။သူကရွာမနေထိုင်နေခဲ့တဲ့အားကိုးရမယ်တဲ့ဆူနီတာမဟုတ်တော့ပါဘူး။သူကအရန်ကိုနမဲကြီးတဲ့ဆူနီတာဖြစ်နေခဲ့ပါပြီ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။